ပိုင်း38ရဲ့အဆောင်မှာဆိုရင်တော့လူဖီရဲ့ကောင်းရိုးထုတ်ခမောက်ကြီးကိုဆောင်းပြီးလမ်းလေကောင်မှာထိုင်ကုန်နေတဲ့နာမီကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမှာကလမ်းမောင်းမှာရထားတဲ့တန်ရာကသွေးတွေဟာတစက်စက်ယူစည်းကြနေပြီးလေတချက်အဝေးမှာခမောက်ကလွင်သွားတော့မလို့ဖြစ်သွားတာမျိုးလမ်းဆွဲလိုက်ရပါတယ်။အားလုံးတို့စက္ကန့်ရဲ့ချန်စီရောအုပ်တိုင်းကိုလူဖီကလက်သီးနဲ့ထိုးအဖျက်စီးလိုက်ပြီးတဲ့နောက်လူဖီနဲ့အတူဒုတိယဓာရီကိုစီကင်ထားကြတဲ့ကိုကိုယာရှိရွာသားတွေကိုတွေ့လိုက်ရပါတယ်။လူဖီကမင်းတို့တွေကအားလုံးဆိုတာဘယ်ကောင်လဲကွာလို့မေးလိုက်ပါတယ်။အဲဒီခါမှာအားလုံးကထိုင်ရာကနေမထားပဲ ူကအားလောင်ဖြစ်ကြောင်းပြောခဲ့ပါတယ်။အားလောင်ကလူဖီကိုမင်းကဘာကောင်းလဲလို့မေးလိုက်တော့သူကပင်လယ်ထမင်းဖြစ်ကြောင်းပြောကအားလောင်စီကိုတိတိလျှောက်လာခဲ့ပါတယ်။ငါလူသားတစ်ယောက်ကလူဖီကိုမှတ်မိသွားပြီးခိုနာရီနာသွားရတာကြိုက်တဲ့ကောင်းမေလို့ပြောလိုက်ပါတယ်။ချာဒိတ်လေးဆိုပြီးသူ့ကိုအထင်လာသေးတဲ့လူစုံတယောက်ကိုလူဖီကအမောက်သိမ့်လိုက်နိုင်တာမို့အားလောင်ကမျက်လုံးပြူသွားရပါလိမ့်။မင်းကငါတို့နဲ့ဗားစင်းချင်းတရားရှိလို့ရောက်လာတာလေလို့မေးတော့လူဖီကမပြောမစုံနဲ့အားလောင်ရဲ့မျက်နှာတဲတဲကိုချိန်ထိုးလိုက်ပါလိမ့်။ငါတို့လမ်းပြောက်ငိုအောင်မလုပ်နဲ့လို့ပြောကအတော်လေးကိုဒေါသထွက်နေကြတာပါ။ ငါလူသားတွေကလည်းသူတို့ကိုကြီးအားလောင်ကိုမခန့်လေးစားလုပ်တဲ့အတွက်လူဖီကိုအတော်လေးတင်းနေခဲ့ကြပြီးတိုက်ခိုက်ဖို့ပြေးလာခဲ့ကြပေမဲ့လူဖီကအကုန်လုံးကိုအေးအေးဆေးဆေးပဲအနိုင်ယူခဲ့လိုက်ပါရီဇိုရိုနဲ့ဥစပ်တို့ကလည်းလူဖီရဲ့တက်တီကိုချီးကျူးနေခဲ့ကြပါရီငါလူသားတွေနဲ့တစ်ချိန်ကရင်ဆိုင်ခဲ့ရတဲ့အမည်မသိဓာသမဆိုသူကရိုရိုနိုဝါဆိုလိုဖြစ်နေခဲ့ပြီးကလင်ကကြီးကောင်လို့ဝိုင်းခေါ်ခံခဲ့ရပါတော့တယ်ပြီးတော့နာမီတက်ခဲ့တဲ့နှာခေါင်းရှည်ကောင်ဟာမသိပဲသူတို့ရှေ့ကိုပြန်ရောက်လာခဲ့တဲ့အတွက်လူဆိုးတွေကအံ့ဩနေကြပြီးနာမီကသစ္စာဖောက်ဆိုတာကိုအားလုံးကသိသွားခဲ့ကြပါရီ ကိုကိုရာရှိရွာသားတွေဟာအားလုံးကိုလွင်ထွက်သွားအောင်လုပ်နိုင်ခဲ့ကြတဲ့လူဖီကိုတန်တော်နဲ့ကြည့်နေခဲ့ကြပါလေ။တာမန်လူသားဆွမ်းစားနဲ့ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စရက်တွေကိုလှုပ်ပြခဲ့တာမို့မချီးကျူးပဲမနေနိုင်အောင်ကိုရှိနေခဲ့ရတာပါ။ရွာသားတွေကိုအထဲမဝင်နိုင်အောင်လို့ဂျွန်နီကဟန်တားလိုက်ပြီးအထဲကိုဝင်သွားရင်အနောက်ရှက်ဖြစ်မဲ့အကြောင်းပြောပြလိုက်ပါလေ။လူဖီရိုးဖွဲ့ဟာအားလောင်တို့နဲ့တိုက်ခိုက်ဖို့ဘာအကြောင်းပြချက်ရှိလဲဆိုတာကိုစဉ်းစားနေခဲ့ပါလိ။အားလောင်ကမင်းတို့လိုချင်နေတာနားမီမဟုတ်လားလို့မေးလိုက်ကမင်းတို့လိုအောက်တန်းစားတပ်တော်တွေကဘာများလုပ်နိုင်မှာမဟုတ်လို့လည်းလူဖီကိုစိန်ခေါ်လိုက်ပါလိ။ လက်ချောက်ဖက်ပါရီရေပွဲကောင်ကလေလူဖီရိုကိုအကိုကြီးအောင်လောင်ကအချိန်ပေးပြီးတော့တိုက်ခိုက်နေရတာမတန်တာကြောင့်သူနဲ့အရင်ဆုံးတိုက်ခိုက်မယ်လို့ဆိုကာရှေ့ကိုတက်လာခဲ့ပါရီပြီးတော့သူ့ရဲ့ကြီးမားလာတဲ့ပါဇက်ကြီးကိုဟာကနှဲလို့အတန်ပြုတ်လိုက်တာနဲ့တပြိုင်နက်တည်းပဲပင်လယ်တပ်တော်ကြီးမမိုးကထွက်ပေါ်လာပါရီမမိုးဟာဂိုးစားမျိုးကိုဖျက်ဆီးခဲ့တဲ့မကောင်းဆိုးဝါးကြီးပဲဖြစ်ပါရီပင်လယ်နွားကြီးမမိုးဟာအခုတခါရောက်လာတဲ့အခါမှာတော့သူ့ကောင်းမပူကြီးလုံးထွက်နေခဲ့ပြီးဝန်းနေစွာငိုကြွေးနေခဲ့ပါရီမမိုးကအရင်တုန်းကသူ့ကိုလူဖီရိုနှိမ့်ဆက်ခဲ့ပုံတွေကိုပြန်လည်မြင်အောင်နေခဲ့ပါရီ ဒါကြောင့်မမိုကထပ်ပြီးတော့မတိုက်ခိုက်လို့တော့ပဲလာရလမ်းတိုင်းပြန်လှည့်သွားတဲ့အတွက်လူစိုးတွေကကြောင်အန်းဖြစ်သွားကြပြီးမမိုကိုပြန်လာဖို့အတွက်ခေါ်နေကြပါလိမ့်မမိုကလက်လျှော့ပြီးပြန်သွားဖို့လုပ်ခဲ့ပေမယ့်အားလောင်ကမမိုကိုတိုက်ခိုက်ဖို့အတွက်စီခိုင်းနေတာကြောင့်မမိုခမောင်အားလောင်ရဲ့အမိန့်ကိုတော့မလွန်ဆန်ရေးခဲ့ပါဘူးဒါကြောင့်သူဟာလူဖီတို့ကိုစတင်တိုက်ခိုက်ဖို့အတွက်လုပ်နေတဲ့အချိန်မှာပဲလူဖီကသူထီထွင်ထားတဲ့တိုက်ခွက်အသစ်နဲ့မမိုကိုဆွဲယူအားလွှင့်ပစ်ခဲ့လိုက်ပါလိမ့်တကယ်တော့ဒီတိုက်ခွက်ကိုလူဖီကရဲမူကြီးကန်းရဲ့ခေါင်းမော်ကဆက်ကြလီကနေတဲ့စင်ကြီးထွင်ထားခဲ့တာပါ အားလုံးရဲ့တပည့်တွေကတော့လူဖီရရဲ့အစွမ်းတွေကြောင့်သူတို့ဘာတိုက်ခိုက်ဖို့လိုအပ်လာပြီလို့ဆိုလိုက်ပါရီအားလုံးတယောက်တကယ်ပဲတိုက်ခိုက်လာပြီဆိုရင်တော့ဒီနေရာကြီးဟာတကယ်ပျက်စီးသွားတော့မှာပါဒါကြောင့်သူတို့ဆရာကိုတိုက်ခိုက်ခွင့်မပေးတော့ဘဲဟာချီကသူ့ရဲ့တိုက်ခိုက်လိုက်တော့မယ်လို့ဆိုပါရီဒါကြောင့်ဟာချီကသူ့ရဲ့ရေဝဲခံတော်ကိုယ်တွေကမင်းအမဲရောင်ရေတွေကိုအန်ထုတ်ကလူဖီရကိုတိုက်ခိုက်ပါတော့တယ်အားလုံးကရှောင်ထွက်နိုင်ခဲ့ကြပြီမယ်လူဖီကတော့သူ့ရဲ့ခြေထောက်တစ်ဖက်ကညံ့နေခဲ့တာကြောင့်မရှောင်နိုင်ခဲ့ပါဘူး ဒါကြောင့်လူဖီရဲ့တကူလုံးဟာရေပွဲမင်းအနေနဲ့ရောက်နေတဲ့ဖုံးလွှမ်းနေခဲ့ပြီးဟာချီကလည်းလူဖီကိုပြိုချနေတဲ့အုပ်အပိုင်းစာရီနဲ့ဖိတက်ဖို့ပြင်ဆင်နေခဲ့ပါသည်။ဒါကုမြင့်တော့စန်ဂျီဟာဂျားရဲကနေဝင်တားပေးခဲ့ပြီးဂိုဘီကတော့စန်ဂျီကိုဘာမှမဟုတ်တဲ့မိမတယောက်အတွက်နဲ့အခုလိုဝင်ပြီးတိုက်ခိုက်နေရသလားလို့ဖိလိုက်ပါသည်။စန်ဂျီဟာနာမည်ကြီးကျင်လို့အခုလိုလုပ်နေတာမျိုးမဟုတ်ပဲနာမည်လေးကိုစော်ကားတဲ့စကားတွေနောက်ထပ်ပြောရရင်ပြောကြည့်စမ်းလို့စိန်ခေါ်လိုက်ပါသည်။ငါလူသားကလည်းမိမတယောက်အတွက်အထင်ကြီးခံနေလို့လုပ်နေတာအသီးသာကြီးပဲလို့ဆိုလိုက်ပါသည်။ ဇန်ကြီးကသူ့ဘဝတစ်ဝက်လောက်ကိုဘယ်တော့မှမရှုံးနိုင်မှုတဲ့ပင်နယ်ရမားတစ်ယောက်ကပြိုးထောင်ပေးလိုက်တာလို့ဆိုပါရီအူဆုပ်ကတော့ခြေထောက်တင်ညက်ကတကူလုံးမဲတူးနေတဲ့လူဖီကိုဆွဲထုတ်ပေးခဲ့ပေမဲ့ဘလို့မှမရခဲ့ပါဘူးလူဖီကသူ့ကိုဆွဲနေုံနဲ့မရဘူးလို့ပြောတော့အူဆုပ်ကနည်းနည်းလောက်ယုံကြည်ပါအောင်လို့ပြောလိုက်ပါရီဒီကောင်ကြီးကအားလောင်ကိုလာစော့ကားနေတာမို့ချက်ချင်းတပ်ပြစ်တင်တယ်လို့ဟာချီကပြောပါရီလူဖီကိုမာပြီးတော့ထွက်ပြေးနေတဲ့အူဆုပ်ကိုဟာချီကအုတ်တိုင်းနဲ့ဖိတက်ဖို့လုပ်နေတဲ့အချိန်မှာပဲဇိုရိုကသူတို့တွေအလုံများနေတာမို့မင်းနဲ့ငါပဲခြားခြားရအောင်လို့ပြောလိုက်ပါရီ ။အဲဒီအချိန်မှာဟာချီကဇိုရိုကိုမှတ်မိသွားပြီးမင်းနဲ့စီရင်ရှင်းတရားရှိနေသေးတယ်လို့ဆိုလိုက်ပါရီ။ငါရဲ့ညီအစ်ကိုတွေကိုဓာတ်နဲ့ခုတ်သွားတာကိုမင်းကိုလက်စားချေရမယ်လို့ဆိုကဟာချီကဇိုရိုကိုတိုက်ခိုက်ဖို့ပြင်ဆင်မှာတော့တယ်။ဇိုရိုကအီးစီတီငိန်စွာနေပဲဘာအကြောင်းပြချမ်းမှမပြီးပဲသူ့အနေနဲ့တိုက်ခိုက်ဖို့အစဉ်သင်မယ်လို့ဆိုကမင်းတို့တွေကငါ့ကိုချိန်မုန်းနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါရီ။ငါလူသားတယောက်ဟာထွက်ပြေးသွားတဲ့ဦးစိုးပြေနာကိုလိုက်သွားရင်ဒုတိယဓာရီကိုင်းဆောင်ထားကြတဲ့ကိုကိုရရှိရွာသားတွေကိုတွေ့သွားကြကမင်းတို့ကပုံကန်ချင်းတွေရဲ့သဘောလားလို့မိခဲ့လိုက်ပါရီ။ အဲ့ဒီချိန်မှာဥစုကပောက်ကွဲကျယ်စင်ဆွမ်းနဲ့လူစုကိုတိုက်ခတ်လိုက်တဲ့အတွက်ထိုလူစုလည်းလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းပြန်ထလာခဲ့ပြီးမင်းအဲ့လောက်သေးချင်နေရင်တပ်ပေးမယ်လို့ဆိုကောဥစုပြက်နောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။ရဲမှုကန်တို့ကတစက္ကန့်လောက်တတ်သိရှိပြီးပြန်ထပြေးတဲ့ဥစုကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်။ဒီအဖြစ်ပြက်တွေကိုတစ်ချိန်လုံးထိုင်ကြည့်နေတဲ့အားလုံးကထလာခဲ့ပြီးတော့သူကိုယ်တိုင်ဒီကောင်းတွေကိုချိန်မုံမယ်လို့ဆိုလိုက်ပါတယ်။သူတို့ဘက်တွေကတော့အားလုံးကိုအရန်တော်သားမထွက်ဖို့အတွက်ထိန်းပြီးနေကြတာကိုတွေ့ရမှာပါ။ အားလုံးကသူ့အနေနဲ့ဂိမ်းတစ်ခုကိုပြပြကြီးဆော့နေသလိုသဘောထားမှာမို့လို့တိတ်ပြီးတော့စိတ်မပူကြဘဲနှစ်သိမ့်လိုက်ပါရီလူဗီကတော့အားလုံးကိုပြင်ပြမယ်လို့ဆိုတာထိုးလိုက်တဲ့အခါမှာတော့အားလုံးကရှောင်းလိုက်ပြီးမင်းငါကိုတကယ်ပဲတိုက်ခိုက်နိုင်မယ်လို့ထင်နေရလားလို့မေးခွန်းထုတ်လိုက်ပါရီအဲ့ဒီအချိန်မှာအားလုံးကလူဗီရဲ့မြုပ်နေတဲ့ခြေထောက်ကြီးရှိတဲ့နေရာကိုသူ့ရဲ့လက်နဲ့ဆွဲထုတ်လိုက်တာမို့ဇိုရိုတို့အကုန်လုံးအံ့ဩသွားခဲ့ကြရပါရီနတ်ဆိုးတည်တည်အစွမ်းရှိတဲ့သူတွေတော့မှအခုလိုအခြေအနေမျိုးမှာဘယ်လိုမှရေကူးနိုင်မှာမဟုတ်ဘူးလို့အားလုံးကပြောလိုက်ပါရီ လူဗီကသူ့ရဲ့ rubber piece တို့ဆွဲနေအားလုံးကိုထိုးလိုက်ပေမယ့်အားလုံးကတော့အပြုံးမပြတ်ခဲ့ပါဘူးလူဗီကဘာမှလုပ်မရတဲ့အဆုံးအားလုံးကိုပြေးကိုက်လိုက်ပါတော့တယ်အားလုံးကလူဗီကိုကိုင်းမြောက်ထားရကနေလွှတ်ချလိုက်ပြီးကြွေးကြော်အောင်မွေးခံနေခဲ့ပါတယ်လူဗီကရေထဲကိုပြုတ်ကျသွားတာမို့ဇိုရိုနဲ့ဆန်ဂျီတို့ကလည်းလူဗီအတွက်စိတ်ပူစွာနဲ့အော်ဟစ်နေခဲ့ကြပါတယ်ဆန်ဂျီကလူဗီကိုကယ်ဖို့ရေထဲကိုခုံစင်းမယ်အလုပ်မှာဇိုရိုကစိတ်လိုက်မှန်ပါမလို့ဖို့အတွက်တားမြစ်လိုက်ပါတယ် ဇရုကအားလောင်တို့ဟာသူတို့ကိုရေထဲဆင်းစေခြင်းနေတာဖြစ်ပြီးရေအောက်ထဲမှာတိုက်ခိုက်မယ်ဆိုရင်ငါလူသားတွေကတပန်းသားနိုင်ကြောင်တွက်စားလိုက်ပါလိမ့်။လူဖီကိုကဲခြင်းရင်ဂုံးမော်ကလူဆိုးတွေကိုအမောက်သိပ်ပြီးမှသာကဲတင်လို့ရနိုင်မှာဖြစ်ကြောင်းပြောပြလိုက်ပါသေးတယ်။ဇရုကသူ့ရဲ့ဓာရှိကိုဆွဲထုတ်လိုက်ပြီးအချိန်မရှိတော့မှတိုက်ခိုက်ကြဆို့လို့ဆိုလိုက်ပါလိမ့်။အားလောင်ကတော့ရာဘာလူသားလေးကရေအောက်ထဲမှာဘလောက်ထိများတန်းအောင်နိုင်မလဲမသိဘူးလို့ပြောလိုက်ပါလိမ့်။ရေထဲမှာတန်းအောင်နေရတဲ့လူဖီလည်းတဖြည်းဖြည်းနဲ့အောက်ဆီဂျင်တွေကုန်ဆုံးလို့လာနေခဲ့ပါပြီ။ဂိုဂိုရာရှိရွာသားတွေကလည်းပဲ ရေပြင်ပေါ်မှာပေါ်လာတဲ့ဘူပေါင်းလေးတွေကိုကြည်ကလူဖီအတွက်စိုးရိမ်နေခဲ့ကြပါရည်။ရေထဲမှာအသက်မရှူနိုင်တာကိုကြည်လို့ရှိရင်လူသားတွေကဘလောက်တောက်သုံးမချတဲ့တတ်တော်တွေပဲလို့အားလုံးကဟေကျွေးလိုက်ပါရည်။အဲ့ဒီအချိန်မှာငါလူသားတစ်ကောင်ကလိုက်လို့ပြေးနေရတဲ့ဥစုခမရမလေးအတော်လေးကိုမောပန်းလို့နေပါပြီ။ဒီလိုနဲ့အပိုင်း38ကပြီးဆုံးသွားခဲ့ပါရည်။